မင်္ဂလာပါခင်ဗျရုံခိတကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အချင်းပြည်နယ်က KIA ဌာနချုပ်အနီးမှာရှိတဲ့အချက်ဖတ်စစ်ကောင်စီရဲ့နာဖို့စကန်နဲ့ဥကရှန်စကန်နှစ်ခုလုံးကို KIA နဲ့မဟာမိတ်တပ်တွေကဒီကနေ့မနက်ပိုင်းမှာပဲတပ်မှန်သိမ်းပိုက်လိုက်ဆိုပါတယ်ဂျင်းပြည်နယ်ချိုင်းစစ်ကြီးမြို့နယ်မှာရှိတဲ့အချက်ဖတ်စစ်ကောင်စီရဲ့ရေတရောက်စကန်ကစစ်သား82ဦးဟာဒီကနေ့မှာလဲထိုင်းနိုင်ငံကို ထပ်ပြီးထွက်ပြေးသွားပြန်တဲ့ပြည် တုံးရအတွင်းထိုင်းနိုင်ငံကိုထွက်ပြေးသွားတဲ့စစ်သားအယောက်120တိရှိလာပြီဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပြပါမယ်။အခုပြောဆိုတင်ဆက်ပေးခြင်းသတင်းကတော့ကချင်ပြည်နယ်က KIA ဌာနချုပ်အနီးမှာရှိတဲ့အကြံဖတ်စစ်ကောင်စီရဲ့နာဖော်စခန်းနဲ့ဥကရှန်စခန်းနှစ်ခုလုံးကို KIA နဲ့မဟာမိတ်တပ်တွေကဒီကနေ့မနက်ပိုင်းမှာပဲထပ်မံသိမ်းပိုက်ရရှိသွားပြီလို့ KIA သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒီကနေ့မတ်လ22ရက်နေ့တရက်ထဲမှာပဲ ကချင်းပြည်နယ်က KNA ဌာနချုပ်ဤမှာရှိတဲ့အကြံဖတ်စစ်ကောင်စီရဲ့စစ်အင်အား150ပါနားဖော်စခန်းနဲ့ဥကာရှန်စခန်းနှစ်ခုလုံးကို KNA နဲ့မဟာမိတ်တပ်တွေကတပြိုင်တည်းအပိဒသိမ့်ပိုက်လိုက်ပြီဆိုပါလေ။အဲ့ဒီစခန်းသိမ့်တိုက်ပွဲတွေအတွင်းခြေဥတဲရထွာပြေးနေတဲ့စစ်ကောင်စီတပ်သားတွေကိုလည်းတော်လန်ရေးတပ်တွေကလိုက်လံရှင်းနေနေပြီ။လမ်းကနေဖြတ်တောက်တိုက်ခိုက်ချေမုန်းမှုတွေလည်းရှိနေတယ်လို့ KNA သတင်းရင်းမြစ်ကပြောထားပါလေ။လက်ရှိမှာတော့ မတ်လ9ရက်နေ့ကစတင်ခဲ့တဲ့ KIA နဲ့မဟာမိတ်တပ်တွေရဲ့တရဝင်းထိုးစစ်14ရက်အတွင်းမှာပဲကချင်ပြည်နယ်ကစစ်ကောင်စီရဲ့တပ်စခန်းပေါင်း40ကျော်ကိုသိမ်းပိုက်ရရှိထားပြီးမတ်လ16ရက်နေ့ကနေ21ရက်နေ့အထိ3ရက်အတွင်းမှာပဲစစ်ကောင်စီရဲ့အရေးပါတဲ့လီစူပါဂျောင်းဥကရှန်0.630ရင်ဆိုင်ကိုဝူလော့ကောင်နဲ့နာဖော့ဘျူဟာကုန်း6ခုကို KIA နဲ့မဟာမိတ်တပ်တွေကအပိသက်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီးလို့ KIA သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာ ဖက်မှာတော့ဂျင်းပြည်နယ်ကျိုင်းစိတ်ကြီးမြို့နယ်မှာရှိတဲ့အကြံဖက်စစ်ကောင်စီရဲ့ရေတရောက်စခန်းကစစ်သား82ဦးဟာဒီကနေ့မှလည်းထိုင်းနိုင်ငံကိုထပ်ပြီးထွက်ပြေးသွားပြန်တဲ့အပြင်၃ရက်တွင်ထိုင်းနိုင်ငံကိုထွက်ပြေးသွားတဲ့စစ်သားအယောက်120အထိရှိလာပြီလို့ထိုင်းစစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်ဒီနေ့မတ်လ22ရက်နေ့မနက်ပိုင်းမှာပဲဂျင်းပြည်နယ်ကျိုင်းစိတ်ကြီးမြို့နယ်မှာရှိတဲ့အကြံဖက်စစ်ကောင်စီရဲ့ရေတရောက်စခန်းကစစ်ကောင်စီတပ်သား82ဦးဟာထိုင်းနိုင်ငံတဲကိုထပ်ပြီးထွက်ပြေးသွားကြပြန်တယ်လို့သိရပါတယ် အဲ့ဒီစစ်ကောင်စီတပ်သား82ဦးဟာထိုင်းနိုင်ငံဘက်အချက်ကပိုင်ခလန်ဂျေရွာတဲ့ကိုနှစ်ပုတ်ခွဲပြီးထွက်ပြေးလာတာဖြစ်တယ်လို့လက်ရှိမှာတော့အဲ့ဒီစစ်သားတွေစီကနေလက်နက်တွေကိုထိုင်းစစ်တပ်ကသိမ်းဆီးထားတယ်လို့လဲထိုင်းစစ်တပ်သတင်းရင်းမြစ်ကဖော်ပြထားပါတယ်အဲ့ဒီစစ်ကောင်စီရဲ့ရေတရောက်စခန်းကဒီနေ့ထွက်ပြေးလာတဲ့စစ်သား82ဦးဟာ KNLA ဥဆောင်တဲ့တော်လန်ရေးတပ်တွေရဲ့ထိုးစစ်ဆင်လာမာကိုကြောက်လန့်ပြီးကြိုတင်ထွက်ပြေးလာတာဖြစ်တယ်လို့လဲသိရပါတယ်မတ်လ19ရက်နေ့ကပဲ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီရဲ့ Metrokey တပ်စခန်းကို GNL ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်တဲ့အချိန်စစ်ကောင်စီတပ်သား48ဦးဟာထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးသွားပြီးအခုတခါမှလည်းနောက်ထပ်စစ်သား82ဦးဟာဒီကနေ့မှထပ်ပြီးထွက်ပြေးလာတဲ့အတွက်အခုဆိုရင်3ရက်အတွင်းထိုင်းနိုင်ငံကိုထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားတွေဟာအယောက်120အထိရှိလာပြီလို့လည်းထိုင်းစစ်တပ်သတင်းရင်းမြစ်ကဖော်ပြထားပါတယ်ခင်ဗျဒီတခါဂျီနီပြည်နယ်ဘက်မှာတော့ ဖဲခုံမြို့နယ်ကအကြက်ဖက်စစ်ကောင်စီရဲ့လွဲပရာဂုံးစခန်းကိုတော်လန်ရဲတပ်တွေကနေ drone နဲ့ဝိုင်းဝန်းပိတ်ဆို့ပြီးဘုံးသီးတွေဇက်တိုက်ကျဲချတိုက်ခတ်ရမှာစစ်ကောင်စီတပ်ကဒူပိုမူကြီးအောင်ကိုဝင်းအပါဝင်10ဦးထက်မနည်းသေးကုန်ကြပြီလို့တနု drone force တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရင်ကုန်ခစ်တက်ကိုပြောပါတယ်မတ်လ10ရက်နေ့ကပဲဖဲခုံမြို့နယ်ကအကြက်ဖက်စစ်ကောင်စီရဲ့လွဲပရာဂုံးစခန်းကိုဒူပိုမူကြီးအောင်ကိုဝင်းဦးစီးတဲ့စစ်သားအယောက်60လောက်ရောက်လာတယ်ဆိုပါတယ်အဲ့ဒီနောက် လွေပတာကုန်းစကန်ကိုတော်လန်ရေးတပ်ပေါင်းစုတွေကဒရုန်းတွေနဲ့အဖက်ဖက်ကနေပိတ်ဆို့ပြီးဘုံဒီတွေဇက်တိုက်ကျဲချတိုက်ခိုက်ရမှာစစ်ကောင်စီတပ်ကဒူဘိုမူကြီးအောင်ကိုဝင်းအပါဝင်း10ဦးထက်မနည်းဟာအသီးသီးသေးကုန်ကြတဲ့အပြင်တန်ရန်ရတဲ့သူတွေလည်းတော်တော်များသွားတယ်လို့ဒနုဒရုန်းဖို့စ်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရှင်းပြထားပါတယ်အဲ့ဒီတိုက်ပွဲမှာဒနုဒရုန်းဖို့စ်အပါဝင်း KNDF B11 နဲ့အတူတလေးလုံးမိုးပြဖဲခုံမဟာမိတ်ပူပေါင်းအဖွဲ့တွေကနေအတူတကွာတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒရုန်းနှစ်စီးတဲ့ပျက်စီးသွားတဲ့အတွက်ပြန်လည်ပြင်ဆင်ဖြည့်တင်းမှုအကူအညီလိုအပ်နေပါတယ်လို့လည်းဒနု Drone Force တပ်ဖွဲ့ကပြောထားပါတယ်ခင်ဗျတပ်ဖွဲ့မှာတော့မြန်မာနိုင်ငံတဝက်ရက်ွက်ကျေးရွာတွေမှာစစ်မှုထမ်းမှုရွေးချယ်ခံရတဲ့သူတွေအနေနဲ့ခရီးသွားလာမယ်ဆိုရင်သက်ဆိုင်ရာကိုအကြောင်းကြားရမယ်အပြင်မကြမီကျမ်းမာရေးဆစ်စစ်ဖို့ခေါ်မှာဖြစ်တယ်လို့အကြံဖတ်စစ်ကောင်စီကထောက်ပြန်ပြောဆိုနေပြန်ပါတယ်လက်ရှိရက်ွက်နဲ့ကျေးရွာတွေမှာစစ်မှုထမ်းမှုခေါ်နေတာတွေဟာဘ ਹੁ ကခေါ်ယူလို့တဲ့ လူအင်အားအရေးအတွက်နဲ့ကန့်ညီဖို့လှုပ်ဆောင်နေတာဖြစ်တယ်လို့ပြောထားတဲ့အပြင်အဲ့ဒီလိုဗဟိုကိုတင်ပြထားတဲ့နာမည်စရင်တွေဟာလည်းစစ်မှုထမ်းဖို့ရွေးချယ်ခံရနှုတ်များပြီးမကြမီကျမ်းမာရေးစစ်စစ်ဖို့ခေါ်မှာဖြစ်တယ်ဆိုပြီးတော့လည်းထုတ်ပြန်ထားပါသေးတယ်အဲ့ဒီအတွက်ရက်ကွက်နဲ့ကြေးရွာတွေမှာစစ်မှုထမ်းဖို့တတ်မှတ်ခံရတဲ့သူတွေဟာခရီးသွားရမယ်ဆိုရင်သက်ဆိုင်ရာကိုအကြောင်းကြားရမှာဖြစ်တယ်အပြင်တစ်ဖက်မှာလည်းစစ်မှုထမ်းရမယ်သူတွေရဲ့ကြံခဲ့မဲ့မိသားစုတွေအတွက် တန်နိုင်တဲ့ငွေကြွေးတွေထောက်ပံ့နိုင်ဖို့စီစဉ်နေကြတာဖြစ်တယ်ဆိုပြီးစစ်ကောင်စီကထုတ်ပြန်ချက်ထဲမှာပြောထားတဲ့အပြင်လာမယ့်တကြံအပြီးမှာတော့စစ်မှုထမ်းဖို့စတင်ခေါ်ယူတော့မှာဖြစ်တယ်လို့စစ်ကောင်စီကထုတ်ပြန်ပြောဆိုထားပါသေးတယ်ခင်ဗျဒီတစ်ခါရခိုင်ပြည်နယ်ဘက်မှာတော့မြောက်ဦးမြို့နယ်လင်းညင်တောင်ကျေးရွာအထက်ကိုဒီကနေ့မနက်ပိုင်းကပဲအကြမ်းဖက်စစ်တပ်ကတိုက်လေရင်နဲ့ဘုံကျဲသွားတဲ့အတွက်ကလေးငယ်တွေပါဝင်ရတပ်ပြည်သူ၅ဦးသေဆုံးသွားပြီး ပြည်သူအယောက်20ဝန်းကျင်ကဒဏ်ရာတွေရထားကြတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်ဒီကနေ့မတ်လ23ရက်နေ့မနက်ပိုင်းမှာပဲမြောက်ဦးမြို့နယ်ကရသပြည်သူတွေနေထိုင်ရာလင်းညင်အောင်ကျေးရွာအထက်ကိုအကြမ်းဖက်စစ်ကောင်စီတပ်ကရည်ရွယ်ချက်ရှိရှိလေရင်နဲ့ဘုံလာကျဲသွားတယ်ဆိုပါတယ်အဲ့ဒီနောက်ကျေးရွာတွေကခလိငယ်တွေပါဝင်ရသပြည်သူ9ဦးဟာဘုံကြီးထိမှန်ပြီးသေဆုံးသွားရတဲ့အပြင်အမျိုးသမီးတွေနဲ့တက်ကြီးရွယ်အိုတွေပါဝင်ပြည်သူအယောက်20ဝန်းကျင်လဲပြင်းထန်ဒဏ်ရာတွေရထားပြီး ခြေလက်ပြတ်သွားတဲ့လူတွေလည်းရှိနေတယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ